ဘာတရားထုတ်တရားလေးပြင်မှုအချိန်ကသိမကြံတော့မိမိရရလာညွန်ကျတဲ့လုံးသွင်းပါမြတ်စွာဘုရားခန္ဓာ၅ခုသည် ဒုက္ခသစ္စာဆင်းရဲတာအမှန်ပဲခန္ဓာရဲ့ဒုက္ခသစ္စာဖြစ်ကြောင်းကိုယ်ရင်ကိုယ်ရင်သစ္စာပရိဝိဒါဆိုတဲ့အနေနဲ့သိအောင်ပရမသုရအမှန်တရားစပြီးတော့သူ့ကိုကြည့်လေ့ကျင့် ဒီခဏရဲ့ပင်ဝင်လုံးကိုသိဖို့ကာယကောင်ကိုစီကောင်ကိုသီလနဲ့ထိမ့်သိပြီးတော့မိမိသက်သက်ခန္ဓာကိုကြည့်တာခန္ဓာပင်ကိုရှိနေတယ်ရှိရတော့ရုပ်ဘရမတော်လည်းဒုက္ခစသူလုတ်တဲ့အနေနဲ့ဖောက်ပြန်လိုက်ပြက်လိုက်နေတယ် ခန္ဓာသူနဲ့ပူးတွဲတည်ဆောက်ထားတဲ့နံပါမတ်ကလည်းပဲအာယုံကိုသိလိုက်ပြက်လိုက်နေနေတယ်ခန္ဓာဖွစည်းတဲ့ရုပ်ဗရမနံပါမတ်နှစ်ခုလိုဟာအာလုံးဒုက္ခစသူဆောင်ရွက်ပြီးတော့ပြက်နေရတယ်ခန္ဓာလုံးရင်းကောင်ကိုသိရင်ဘယ်လိုမှ မကောင်းပါဘူး တဲ့ရောက်မြတ်စွာဘုရားရံလူပါခြင်းဖောက်ပြန်ဖို့သူအနိစ္စပြည့်နေတယ်ဒုက္ခပြည့်ပြီးပြည့်ရင်ပြည့်ပြီးပြည့်ရင်လည်းဆက်ခါဆက်ခါပြည့်တည်များများနဲ့တွေ့နေရတဲ့အတွက်ဆင်းရဲတယ်ဝိပရိနမဓမ္မန္တိဒါရီပြောင်းလဲဖောက်ပြန်ပြည့်စည်နေတဲ့ သဘောတရားတွေစုပေါင်းထားတယ်။အရင်ဒီလိုပြည့်နေတဲ့ပြောင်းလဲဖောက်ပြန်နေတဲ့ဆင်းရဲနေတဲ့သဘောတရားတွေရူပတ္တရူပခန္ဓာဆိုတဲ့ဖောက်ပြန်မှု အစုကြီးအာဒီနောအပြစ်တည်းခန္ဓာရတဲ့အပြစ်ဆိုတာဒီလိုဒုက္ခတွေပြည့်နေတဲ့အတွက်ခန္ဓာငကူအပြစ် တောင်းဆုံးပြီးတော့ငကုတ်အတိုင်းသိဖို့အတွက်ခန္ဓာငကုတ်ဒီအပြစ်ဖြစ်တဲ့အတွက်မိမိတို့တစ်ခုမှလုံမပေးရသူ့အရှိကိုသိနေတာနဲ့အပြစ်ကိုသိသူ့အရှိဒီရဲ့အပြစ်ဒီပဲအပြစ်ဒီပဲတောင်းသိဖို့နေနေတတ်တဲ့နဲ့စိတ်လေးကိုတတိထားပြီးတော့ ခန္ဓာရဲ့သဘောဝတရားကိုကြည့်တာသိရမယ့်ကိစ္စသိရမယ့်ကိစ္စကတော့အကောင်းမပါသူ့သဘောဝအမှန်တိုင်းမှာဆိုရင်တော့ရှုတဲ့အနေနဲ့တော့ဖောက်ပြန်တဲ့သဘောတရားတွေကလည်းရည်တွက်လို့မရအောင်ကိုပြည့်နေတဲ့ကိစ္စဒါလို့ပြည့်ပြီးတော့ level သူ့ကိစ္စနဲ့သူသူဆောင်ရွက်မဲ့လမ်းစဉ်အတိုင်းရှင်ရုံးဦးမင်းနဲ့ဖြစ်ကိုရောက် ဒီဖောက်ပြန်ပြုံးလဲပြည့်စည်တဲ့ဥစ္စာတွေကလည်းပဲတဖြည်းဖြည်းနဲ့ရှင်းရဥပ္ပနဲ့ဆီကနာရက်စီရောက်အဲ့ဒါလည်းပဲသူကိစ္စမဆုံးသေးတော့ဖောက်ပြန်လဲပြစ်လိုက်နဲ့ပဲသေးရဲစီရောက်တာပဲဒါသူ့ရဲ့သွားရလမ်းကြောင်းဘယ်လိုကြည့်နေတာသူ့သွားရလမ်းကြောင်းရှင်းရဥမဲမှုနာမှုသိမှု ဒါရီရောက်ဆိုပေါ်တဲ့ကိစ္စကိုသိနေရဘယ်မှာကောင်းမလဲနုဒါရီမကြည့်ခြင်းလို့လည်းခန္ဓာအကြောင်းမသိတာပဲရှိမြတ်စွာဘုရားခန္ဓာရဲ့ကိစ္စကိုသာအမှန်တိုက်ပြနေပါဘာဖြစ်လဲဆိုတော့ခန္ဓာရဲ့အမှန်သဘာဝကြီးရုပ်ဘာမတို့ဖောက်ပြန်ပြီးတော့ပြည့်စည်နေတယ် ပြည်တယ်လည်းရင်းနဲ့နားရသေးသေးစီပို့ဆောင်တာသိကြတဲ့နံပါတ်ဘတ်တို့ကလည်းပဲသိပြီးတော့ပျက်စီးနေတယ်ဒါလည်းရင်းမှုနားမှုသိမှုကိုတုံးပို့တာခန္ဓာရဲ့ပြေဟုမိမိကမသိလည်းပဲသူကိစ္စသူပဲပရမတ်ကအခုလိုသိနေစုနေလည်းပဲသူကိစ္စကိုသိနေတာ မိမိရဲ့လက်ကဒိဋ္ဌိအစွဲအတ္တဒိဋ္ဌိအစွဲပြုတ်ဖို့ဟာမိမိခန္ဓာမှာဉာဏ်မြင်တဲ့အတိုင်းပဲကြက်ကြက်မြင်ပေးပါခန္ဓာကိုယ်ပြီးလို့ထင်တဲ့အတိုင်းတိဒတ်ခိုင်မာတဲ့သဘောတရားမရှိပါဘူးကိုယ်ရင်သိရင်ကိုယ်ရင်ဉာဏ်ရောက်ပါမယ်ကိုယ်ရင်ဉာဏ်ရောက်လာခန္ဓာပေါ်မှာမိမိသဘောတော်ပြောင်းသွားအဲ့ဒါသိဖို့တော့ ခန္ဓာသည်မမကြီးတန်းဆိုရဲမြတ်နိုးမှုတွေ့ရမှုလုံးဝမရှိတဲ့သဘောရဲ့လို့အမှန်သိသွားရင်ဒီလိုပြောလဲပြည့်စည်နေတဲ့သဘောတရားတွေကိုတားလို့မရဆီးလို့မရသဘောဝတိုင်းသွားတာပဲလို့သဘောပေါက်သွားရင်သံဃာလေတဲ့နေရာမှာတွေ့ရမှုတွေ့ရမှုလူချင်းမှုတွေ့တဲ့မှုဒါရီရဒါရီနဲ့လေရတာ မိမိတို့ခန္ဓာရဲ့သဘောတရားကိုဖောက်ပြန်ပြီးတော့နီးမျိုးစုံနဲ့ပြက်စီးတာကိုသိနေတဲ့အချိန်သာသာအလေရက်ပြက်မသွားသေးဘူးအလေရက်ဒီညာလေ့ကျင့်လေ့လာလေ့ကျင့်ပြီးတော့အားရှိလာရင်တော့ဘာသူဖြတ်တဲ့နေကိစ္စသူဖြတ်တော့လိမ့်မိမိကြောင်ကသိနေမယ်ဖောက်ပြန်ပြက်စီးတဲ့သဘောတရားတွေပဲ ယူစရာရစရာမရှိအောင်ပျက်စီးနေတဲ့သဘောတွေပဲဘယ်နည်းနဲ့မှငြိမ်သက်ပြီးတော့ခိုင်မာပြီးတော့တည်တတ်နေတဲ့သဘောမရှိတဲ့ခန္ဓာကိုယ်ပဲတရားသဖြင့်သိပြီမိမိတို့ခန္ဓာဘုံမှာအစွန်းမှားထားတယ်ခိုင်မာတယ်လို့ထင်တယ်အနစ်သာရလို့မှတ်တယ်အာတ္တဒိဋ္ဌိသက္ကာဒိဋ္ဌိ ဲဒါတွေကအမှန်မြင်တော့ကရိယာလုံးကွာပြီးတော့သွားတယ်။ဘုမြတ်သက်ကအဋ္ဌိကိုတွန်းဖျားတဲ့ကိစ္စမဟုတ်အတ္တဒိဋ္ဌိကိုဖြည့်စည်ချေဖုံးပြတဲ့ကိစ္စမဟုတ်ဘူး။မြတ်စွာဘုရားအမြင်ကမမှန်မကန်စွဲယူလို့ဖြစ်တာ။မှန်ကန်တဲ့သဘောတရားလမ်းကြောင်းပေါ်ဒီအသည့်ရောက်ရင်ဒီဆိုသူ့ဟာနဲ့သူပြုတ်တယ်။ဒါမြတ်စွာဘုရားအမြင်။မိမိတို့ကဒီအမြင်ကို တတ်နိုင်တယ်ညံမှုယုံလိုက်နေရလေးလာတဲ့မိမိတို့ညာဟာဒီသဘောဝတရားတွေရဲ့ဤမျိုးစုံနဲ့နေရာမလထောက်ပြန်တဲ့သဘောတွေတွေ့နေတယ်ဒီဝတရားတွေတော့ရလမ်းကြုံဆက်ကြည့်ဆိုလည်းပဲချုပ်ပြောက်ပြည့်စည်နေတယ်ကိုလိုချင်တဲ့အနှစ်သာရအတ္တမတွေ့ဘူး မိမိထင်တဲ့ပုဂ္ဂိုလ်သတ္တဝါအကောင်းထင်မမြင်ဘူးဒါတော့အတ္တဒိဋ္ဌိတက္ကာဒိဋ္ဌိဖြစ်ခွင့်မရှိတဲ့အခြေဒီသိရှိနေသမ ्या ဒီသိထဲမှာဧကစိတ်တသမာယုတာအသိစိတ်ဒီတစ်ခုပဲသိလို့ရတယ်နှစ်ခုတွဲပြီးတော့သိလို့မရမသိနိုင်ဘူးပရမတ်ကိုဟောက်ပြန်ပျက်စီးပြီးတော့ပြောင်းလဲနေတဲ့သဘောကိုသိနေတဲ့အခြေဟာ အကောင်းတဲ့ခိုင်မှထင်တဲ့အတ္တဒိဋ္ဌိသက္ကာဒိဋ္ဌိဖြစ်ခွင့်မရတဲ့အချိန်မိမိတို့ခန္ဓာအကြောင်းမသိရင်နေရင်ထိုင်ရင်လည်းဥသက္ကာဒိဋ္ဌိဖြစ်အတ္တဒိဋ္ဌိဖြစ်ဒီသိစိတ်ကိုမှန်တဲ့ပရမတ်ပေါ်ပါသိဖို့အလုပ်ပေးထားတော့ဒီလိုသက္ကာဒိဋ္ဌိဖြစ်တဲ့ဥစ္စာကိုအာရုံမပြုတ်နိုင်ဘူးသတိမှမလုံနိုင်တဲ့အချိန် အဲ့ဒါမျိုးများများဖြစ်နေမိမိတွေ့အင်တာစိတ်ချရတဲ့ပြီပဲဒါမျိုးဖြစ်အောင်ကိုယ်ခန္ဓာရဲ့သဘောတရားဘောမှာအမှန်တိုင်သိဖို့တို့လိလလိကျက်များများသိလေကိုအကျိုးများများရလေကိုကျိုးစားလို့ရှိရှင် မိမိရဲ့ရှုရသိရမယ်ခန္ဓာကတော့သူ့ဘုရားလမ်းကြောင်းတိုင်းသူ့ဟာသူနဲ့ထောက်ပြမယ်သူ့ကိစ္စနဲ့သူနဲ့ပြက်ဒါပဲခေါင်းမရက်မိမိတို့လေ့လာတဲ့အသိဉာဏ်လာရနေမယ်အဲ့ပြောတဲ့ခါမှမသိဘူးသူကတော့သူ့ကိစ္စသူပုံပန်ဆောင်ရက် ရှုခြင်းနဲ့ရှိရှုလို့ရသိခြင်းနဲ့ရှိသိလို့ရတဲ့ကိစ္စဒီလိုရှုတိုင်းသိတိုင်းဟာလဲအမှန်ကိုရှုမိသိမိဖို့လိုတယ်ဒီဉာဏ်ဒီကိလေသာအစွန်းမပါတဲ့ဘယ်မလိုက်တဲ့မရှိမပြိပြတ်လာပါတည်းကြီးညာစောစောမလောက်အောင်ဒီခန္ဓာရှိတဲ့ပရမတ်ကိုဖောက်ပြန်တယ်လို့ပြည့်တယ်လို့သိသိနေဒီအစွန်းသူ့ဟာသူနဲ့လော့ ဒီအစိုးတရားဒီခန္ဓာရဲ့ပရမတ်ဘောကိုမသိဘူးမိမိအသိနေတယ်အစိုးလုံးမသိတောင်းတက်တဲ့သာသာခန္ဓာကိုခြံရသာသာထားပြီးသူကြည့်ပါဘယ်လိုခြံလာအောင်ထားထားခန္ဓာရဲ့ပင်ကိုကတော့အာရိနောအပြစ်ပဲဒုက္ခနဲ့ဖြစ်နေတဲ့ခန္ဓာတောင်းနတိခန္ဓာသမာဒုက္ခခန္ဓာသမခန္ဓာနဲ့တူတော့ဒုက္ခဆင်းရဲနေတိမရှိဘူး ခန္ဓာလီအစင်းအဆုံးပဲသူ့ကိုအခုလိုညံနေကြည့်မှတပြည့်တပြည့်ပြီးတော့ရရပြီးတဲ့ဆင်းရဲကြီးတွေ့တာဒါမှန်တွေ့တယ်လေစအမှရှိတဲ့သဘောတရားကိုသွားသိရင်ဒုက္ခကိုတွေ့တာတော့ခန္ဓာသဘောတရားလေ့လာတဲ့ယောဂီဟာ ဘာမှအဆူမလို့ဘူးစိတ်လေးငြိမ်းအောင်ထားပြီးတော့ငြိမ်းတဲ့စိတ်လေးနဲ့ခန္ဓာကိုကဲခါထောက်ပြင်းတဲ့လောဒီရီယာခန္ဓာအနှံ့နေရာမယူအချိန်မယူရှိနေတဲ့အတွက်ဘုရားတို့စိတ်မြင်ပြီးတော့ကဲသွားပြီးတော့ခတ်လိုက်တယ်ဒါသွားတူတယ် ဟောခန္ဓာရဲ့ပင်သောတွေခန္ဓာရဲ့အရှိသောတွေဟာဒါတွေပဲလို့ဘုနည်းစိတ်မှာရှုပါတိပါကြည်ပါများတော့ဒါတွေပဲသိနေရတဲ့ဒါတွေသာအမှန်ပဲလို့စိတ်ချလက်ချယုံကြည်ကြရသွားရင်ဓမ္မိမိတို့အာဟုကတစ်ချက်ဖြစ်သွားတာကိုယ်ခန္ဓာရဲ့ဖြစ်ရကိုယ်ကိုယ်တိုင်သိရတဲ့အသိဟာ မယုံကြည်စရာအကြောင်းရှိဘူးယုံကြည်တယ်ဆိုတာအပိပိုင်အပြတ်သတ်ကိုဒီတော်တွေသာရှိတယ်လို့ခိုင်ခိုင်မာမာယုံကြည်လိုက်တဲ့အဖြစ်ပဲဒါလည်းပဲခန္ဓာခဏခဏအကဲခမိမှဒီတော်တွေခဏခဏတွေ့လေလေယုံကြည်ကြရလို့ဖြစ်သွားကြိုးစားပြီးတော့ခန္ဓာကိုရှိစိတ်အပြင်းမထွက်လို့ရတော့ သိစရာရှိတဲ့သဘောကိုသိနေပါပဲဖောက်ပြန်တယ်လို့ပြက်တယ်လို့ ဝိပဿနာရှုရတဲ့ကိစ္စကိုအတိအကျမှတ်ဖို့ကခန္ဓာရဲ့ပင်ရင်အရှိတရားကိုသိဖို့လေ့လာလေ့ကျင်တဲ့အလုပ်ရှိပြီးသားကိုသိဖို့အဲ့ဒီလိုဆိုတော့အခုမရှိသေးတဲ့ကြာကြာထိုင်မှမြောင်းလာလို့ ကြိုက်တာတို့တောက်တာတင်းတာတို့ဖြစ်လာဘယ်နဲ့လဲမရှိပါနဲ့နောက်မှဖြစ်တဲ့ကိစ္စဝိပဿနာရှိတာခန္ဓာပုံကိုရှိတာခန္ဓာငကုတ်ကမကောင်းဘူးငကုတ်ကဖောက်ကြံနေတယ်ပြည့်နေတယ်တဲ့ဒီငကုတ်မမြင်လို့နောက်မှဖြစ်လာတဲ့ကြေကြေထိုင်လို့ဖြစ်လာတဲ့ညောင်းမှုကိုစသည်ဖြင့်အပြင်ဘဝအာရုံကိုသွားရှုခန္ဓာရဲ့ပုံကဒီလို ပြည့်နေပါလားအဲလိုဆင်းရဲနေပါလားလို့အသိလွတ်သွားတယ်မြတ်စွာဘုရားယူရတာကခန္ဓာကြီးသာယာဘွယ်ပဲနှစ်သက်ဘွယ်ပဲလို့တော်တော်ဆွဲလန်းလို့တန်တရာမှာကျင်လေတယ်ဒုက္ခဖြစ်တယ်ခန္ဓာပြန်ကူငကိုကိုရတာမကောင်းဘူးဘလောက်ချမ်းလောင်ထားတာဒီခန္ဓာကိုရတော့ ောက်ပြန်လိုက် ပြက်လိုက်ទីလိုက်ပြက်လိုက်နဲ့ဦးနာတီသွားနေတာပဲဘယ်လိုချမ်းလောင်ထားတာဒါမလုပ်ဘူးအဲ့တော့ခန္ဓာငါ့ကိုယ်ကအပြင်ဘက်ကလုံပြန်ဖန်တီးတဲ့အာဃာရကိစ္စတွေနှလုံးမကွင်းနဲ့ဒါကိလေသာဖြစ်တဲ့ကိစ္စခန္ဓာပင်ကူကမကောင်းဘူးပင်ကူမကောင်းတော့ဘူးသိအောင်လုပ်တယ်အကယ်၍အထိုင်ကြလို့ထိုင်နေကြရနေပြီးတော့ညောင်းလာတယ်ကြိုက်လာတယ် တောက်တော့တင်းနေနဲ့မခံလာဘူးဖြစ်လာတယ်မရှိပါနဲ့တရားမဝင်ဘူးခန္ဓာရဲ့ပင်ကိုအရှိမဟုတ်ဘူးဒါပင်ကိုအရှိကိုသိအောင်တရားပြုလို့ကဖြစ်တဲ့ဒုက္ခဝေဒနာမျိုးတောင်းလို့ဆိုနေရပြင်လိုက်ပါပြင်ပေးပါတောက်ဝုံမလေးနဲ့အကိမပြင်းမင်းတို့ရှုတဲ့ညာဟာမရှိမှပြိပြမကြတော့ ညောင်းနဲ့ကြိုက်တဲ့စီဟုစိတ်ကရောက်သွားအဲ့တော့တထထူဝိပဿနာရှုမှုနိုင်ခထပါရာလက်တို့ခြေတို့ကိုသမိစိတော်ဤဝါဝါကိုးပြီးတော့ထားတိုင်းတော်တော့သမိစိတော်ဤဝါဝါဆန့်ပြီးတော့ပဓာရတော်ဤဝါဝါဆန့်ပြီးတော့ထားတိုင်းတော်တော့ကြရထားရင်ဒုက္ခဝိနာ ဝိနာဆင်းရဲခါစားတဲ့ဒုက္ခဝိနာတို့ဒီဥပ္ပစ္စံဖြစ်ကုန်တပ်ပြီးကြတာဘူးကြာကြာမပြင်းတော့ဒုက္ခဖြစ်လာကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုဖြစ်လာအဲ့ဒီတော့ကအဲ့လိုဖြစ်လာရင်းနဲ့ဧကကငြိမ်သက်ခြင်းကိုနတ်လပတိမရစိတ်မငြိမ်တော့စိတ်ကစားလို့ရပြီ နာရကျင်တဲ့ဥစ္စာတွေကိုတခါတည်းစိတ်ထဲမခံလာဘူးဖြစ်တာဒီလောကညီတဲ့ဖြစ်ုံနတ်လပတိမရဘီရတဲ့မရှိတော့ကမရဏရှိဝတ်တဲ့ခန္ဓာရဲ့သဘောတရားပေါက်ပြန်မှုပြင့်မှုရှုချက်ကနေပြီးတော့ပฏิပတ္တိဒုက္ခဝိညာဉ်ဆိုတောင့်တဲမှု၊ကြိုက်ကြဲခဲမှုမခံလာမှုဘောလေကြပါဘော သိတဲ့စိတ်အဲ့ဒါလဲကြတော့တယ်အဲ့လိုလဲကြသွားလို့ခန္ဓာရဲ့သဘာဝတရားပေါ်မှာအသိဉာဏ်မရှိတော့ရင်ဝိသေသနာရိကစီဝိသေသမဟုတရားတို့ကိုနာရိကစီမရသဗ္ဗိဗ္ဗံတကရာမပြမှန်လေကိုယ်ရင်းလေးလာလေ့ကျင့်တော့လက်တွေ့ကြကြအားထုတ်တဲ့ပုဂ္ဂိုလ်တို့ အခုလိုခန္ဓာရဲ့ပင်ကိုယ်သဘောကိုရှုနေရနေပြီးတော့ကြာတော့အောက်ဘက်ကကိုးထားတဲ့ခြေထောက်ထက်ကတောက်တင်းနေကြိုက်ခဲလာမယ်ညောင်းလာမယ်တောက်လာမယ်ဖြစ်လာဖြစ်တော့ဒီဖြစ်တဲ့အချိန်မှာနေရာပြန်လိုက်ပါတယ်ဘာလို့လဲဆိုတော့မပြေထေရှားတဲ့ဒုက္ခဝိညာဘက်ကိုစိတ်ကရောက်လာကမ္မထာနာပฏิပတ္တိစုနေတဲ့ ဝိပဿနာဉာဏ်ဟာလေကျသွားပြီဒုက္ခဝိနာဘက်ကိုရောက်သွားပြီအပြာဝရောက်သွားပြီအဲဒီတော့ရှုတဲ့စိတ်ဟာမရှိမှပြိပ္ပာမကြဘူးနာမှုတင်မှုအတ္တလို့မိမိကိုယ်ကိုစိတ်ကိုကိလမထတာပင်သောဆင်းရဲခြင်းအားအနုယောကိုအဲ့ဒါအစင်လိုက်သွားကိုယ်မှလည်းဒုက္ခဝိနာ ဖြစ်တယ်စိတ်မှလည်းဒေါမနကိလမဖြစ်ပါ မေဆုမပရိသမကြတော့ဝိပဿနာရှုတဲ့နေရာမှာခန္ဓာဖောက်ပြန်တာပြစ်တာသူ့နှကိုဝိပဿနာဖြစ်တာအဲ့ဒီခန္ဓာရဲ့ဖောက်ပြန်မှုပြတ်မှုမဖြစ်တာမဟုတ်ဘူးဒီပုံမှာအမှန်တိုင်ဖောက်ပြန်နေတယ်ပြတ်နေတယ်ဒီလိုသိတဲ့အသိမှာဝိပဿနာဉာဏ်ဖြစ်တာဒီအသိဉာဏ်ကဒုက္ခဝိညာဘက်ကိုစိတ်ဆင်းရဲသွားရင်ကိလေသာဖြစ်သွားတယ် လောကလောက်စင်မမှန်တော့ဘယ်လိုဖြစ်သွားအဲ့တော့မင်းပြင်းရင်းဖြစ်တဲ့တောင်းဒေဝနာပါကျူထားတယ်မူလကမ္မထာနာမန္တလိကတော့မူလပြင်းရင်းဖြစ်တဲ့ထောက်ပြန်တဲ့သဘောတူပြက်တာသိတဲ့သဘောတူပြက်တာဆိုတော့ရုပ်ပါမနံပါမတို့ရှုရတဲ့ကမ္မထာမူလကမ္မထာကိုစေရတဲ့စီတီမလွှတ်အောင်တာ အဲဒါမိမိတို့ခန္ဓာမှာမခန္ဓာမှုတွေတွေ့လာတယ်။နေရာပြင်လိုက် ပြင်လာလည်းပဲနှမျိုးရှိတယ်။မိမိတို့ကောင်းအောင်ပြင်နေဆိုတော့ဒါကိလေသာဖြစ်သွား။ဒီခန္ဓာကိုကြည့်ပါ။ပြင်ကြည့်ပါ။ဘယ်လိုကောင်းအောင်လုပ်မကောင်းတဲ့ခန္ဓာမဟုတ်ဘူး။ပြင်လို့ခန္ဓာတော်ကြရတာဒုက္ခဖြစ်တာ။ ပြင်းဒုက္ခဖြစ်တဲ့အတွက်ဘယ်လိုပြင်လို့မှဒီဒုက္ခမလွတ်ဘူး။ထိုင်နေနေမှာဒုက္ခတူလို့ရက်လိုက်ရင်ရက်ဒုက္ခသွားတွေ့။ရက်ဒုက္ခနေနေသွားရင်သွားဒုက္ခသွားတွေ့။လျှောင်းနေလျှောင်းတဲ့ဒုက္ခသွားတွေ့။ပြင်လို့မရ။မရတော့လူတွေကကောင်းအောင်ပြင်လို့တော့မရတဲ့ခန္ဓာကိုယ်ငါကမကောင်းလို့အဲ့လိုခန္ဓာကိုယ်ကြည့်ပါ။ ခန္ဓာငကူဒီမကောင်းဘူးလို့မြတ်စွာဘုရားရူပတ္တာအာရီလို့ပြောထားတယ်မိမိတို့ပြင်တဲ့အခါကျတော့နှလုံးသွင်းလိုက်ပါခန္ဓာဒီငကူတွေကမကောင်းလို့အပြစ်ဖြစ်တဲ့ခန္ဓာမကောင်းလို့ပြင်တယ်မကောင်းလို့ပြင်တာပဲကောင်းအောင်ပြင်တာမဟုတ်ဘူးကောင်းအောင်ပြင်တယ်လို့သဘောမထားရဘူးမကောင်းလို့ပြင်တယ်မကောင်းတော့လည်းမကောင်းမှအာရိနောဟုသိတယ် ပြင်လိုက်တယ်ပြင်လိုက်ပြင်မယ်လို့ဆက်ပြီးတော့ဦးတော်ဘူလကံရာထောက်ပြန်ပြေသဘောကြီးပြင်နေတယ်ဒါဆက်ရှိသွားပြင်ပြီးတယ်ဆက်ရှိသွားသူ့ငကိုရှိတယ်ဆိုတော့ဘယ်ခါမှစူးစုလို့ရတယ်ရှိနေသွားအခုနဲ့ရာကြီးဖြစ်တဲ့ဒုက္ခဝေနာတို့ဘာလို့လားနောက်မှကြာရထိုင်မှဖြစ်တာခန္ဓာငူထောက်ပြန်ပြစ်တာတော့ငကိုရှိဝိမာန်နာရှိတာငကိုရှိကိုရှိတာတောင်မျက်စီကိုပြန်တယ် မှတ်လို့လွယ်တယ်ရထာဘုဒ္ဓလည်းကြားတဲ့ဥစ္စာကိုမှတ်ပါထောက်ပြန်နေတဲ့ခန္ဓာပင်ကိုထောက်ပြန်တိုင်းထောက်ပြန်တိုင်းပြည့်တဲ့အတွက်ခန္ဓာတစ်ခုလုံးရဲ့ထောက်ပြန်မှုကမကောင်းဘူးထောက်ပြန်တယ်လို့သိနေရင်လည်းဒီတော်တရားတွေပြည့်သွားတယ်ဖြစ်တယ်လို့ရှုနေရင်လည်းဖောက်ပြန်တယ်လို့ဒီဖောက်ပြန်တယ်ရှုပ်စက်ခန္ဓာ ောက်ဘယ်နည်းနဲ့မှချမ်းသာတဲ့ခန္ဓာဘယ်နည်းနဲ့မှမတိမတတ်ပြောင်းလဲပြည့်စုံနေတဲ့ခန္ဓာဘယ်နည်းနဲ့မှကောင်းအောင် ပြုပြင်လို့မရတဲ့ခန္ဓာလို့သူ့အကြောင်းသိပါခန္ဓာကြောင်းကြီးအမြဲတမ်းအာရိနဝပဲ။ဒါဝိဇ္ဇတို့ခန္ဓာမလေးလာတော့ ကောင်းတယ်ထင်တယ်အဲ့ဒါအစွဲပွားပြီးတော့ထင်တယ်ထင်အဲ့ဒါမျိုးသံသရာနေတာသံသရာပြတ်တဲ့နေမှာခန္ဓာရဲ့ပင်ကိုယ်ကသာပြီးစွဲเสียရယူเสียမပါဘူးမရှိဘူးသံသရာလဲတဲ့သဘောတရားတွေမတွေ့ဘူးသံသရာကရှိလို့လားရှိတဲ့အတိုင်းပြီးပြီဟုတ်ပြန်တဲ့သဘောတွေရเสียမရှိအောင်ပျက်စီးနေတဲ့ခန္ဓာပဲ ခန္ဓာလဲဆက်လို့သိတတ်တဲ့စိတ်နဲ့သိနေတဲ့အာလုံးဟာဖောက်ပြန်မှုဦးရယ်ဖောက်ပြန်တယ်ဆိုတော့သိလောက်အောင်ဖောက်ပြန်တဲ့ကိစ္စတွေဒါသူကိစ္စသူဆောင်ရတာသူကိစ္စကိုမိမိကမစင်စားနဲ့ကိုကိစ္စမှောင်မှောင်သိဖို့အတွက်ကိုဖိဆိုင်တာ ထောက်ပြန်တဲ့သဘောတရားမှမဲထောက်ပြန်တိုင်းသောသဘောတရားတွေပျက်စီးနေရလဲအမှန်ပဲတောင်းမှုတို့သဘောညာရောက်တဲ့အပိုင်းကိုရောက်တယ်ရှုပါမိမိတို့ရှုနိုင်ဖို့အတွက်ထောက်ပြန်ကိုလည်းလှုပ်ရတာမဟုတ် ပြည့်အောင်လည်းပဲဖန်တီးရတာမဟုတ်သူ့တွင်ကိုအရှိကိုရှိတဲ့အတိုင်းဖောက်ပြန်တယ်လို့သူ့သဘောကလမ်းကြောင်းအပြည့်ကိုပြည့်တဲ့အတိုင်းပြည့်တယ်လို့ဒါသိဖို့ကကိုတောင်းကိုလုံးအဲ့ဒါသဘောပေါက်ကိုကြည့်ပြီးမခက်ဘူးဒါလေးလာမှတ်တာ မိမိအရက်သေးကြတော့ကိုယ်အိမ်မှာကိုယ့်ရက်ထဲမှာဆောင်ရွက်စေရကိစ္စဆောင်ရွက်ပါဒီတွင်းမှာခန္ဓာကိုယ်မျက်ချင်မပြောင်းမကြံပြာခဲ့ခါဘူးခန္ဓာတမနဲ့လောက်ဖြစ်ဖြစ်တကယ်ခါဘူးခဲခန္ဓာတော့သူကိစ္စနဲ့သူဖောက်ပြန်မလို့ပြစ်တာတော့သူ့ကိုယ်တရားသူဆောင်ရွက်တာပဲကိုယ်ကိုယ်တရားတိုင်းကိုယ်လည်းသိပဲသိပေးလိုက်နောက်လို့ဆရာကြီးကဆက်လို့ နောက်ခဏလေးအခက်ခကြီးဒါတွေ့သွားမယ်မိမိတို့လေ့လာလေ့ကျင့်နေညာခန္ဓာရဲ့ပင်ကိုယ်ပရမတ်နဲ့ယဉ်နီးပြီးတော့သွားအတွေ့ညာတော့အသိညာတော့ပရမတ်မှန်တရားနဲ့ယဉ်ကြည့်သွားရင်ယဉ်ကြည့်တဲ့အချိန်မှာမိမိတို့စိတ်လည်းအမှန်တိဖြစ်သွားအဲဒီအသိစိတ်ကခဏခဏအကျင့်ပါလေ့ကျင့်လိုက်ရင် အသိမြားတော့မှန်လာ ड़ी သိတဲ့အသိဒီမြားတော့အဲ့ဒါမိမိတွေ့အဲ့ဒါစိတ်ချရတဲ့အာဟုဆရာအဲ့ဒီအသိကနောက်ဆုံးတော့လောကရဲ့ဘာမှသေကံနည်းယူမတော် နိုင်သည့်တဲ့အောင်ဒီဟာယူသွားတာနဲ့ဘူးပြည့်စုံလို့ပါသွားတာအချိန်နည်းပါပြီ ပြရမယ်လို့တရားတွေကလည်းပဲမယမနာဖောက်ပြန်နေတယ်ပြင်နေတယ်အဲကိုတရားဒီပုံမကပ်ပြီးတော့ဘယ်ခါမှသူပြောင်းလဲဖောက်ပြန်နေတဲ့သဘောတရားကြီးပျက်စီးနေတဲ့သဘောတရားကြီးလို့သိပေးတို့ချင်းနဲ့လူရင်း မိမိရရသတိထားတတ်ရတော့ဘယ်မှာနေနေဘယ်ဣရိယာပုနဲ့ပဲရှိရှိဘယ်အချိန်ဖြစ်ဖြစ်ခန္ဓာကိုလုံးဆုံးကြည့်ဒီလိုထိုင်နေမှမဟုတ်ဒီခန္ဓာဘယ်လိုထားထားထားတဲ့နေမှာဒီသဘောတရားကြီးရှိတာအဲ့ဒါသဘောပေါက်ရဲ့မိမိတို့ခြံညာသာသာအေးအေးဆေးဆေးတိုးပွက်တဲ့နေရင်းနဲ့လည်းပဲသိလို့ရတယ်